1968ခုနှစ်ကျမအသက်20တူနာပြုတ်တင်းနန်းတက်နေတော့ပေါ့တရက်မှာကျမဟာကလေးဆောင်မှာအလုပ်ဆင်းဖို့အလှည့်ကျလာပါတယ်နှလုံးရောဂါဆောင်တို့ခွဲစိတ်ခန်းတို့နဲ့ရှင်မယ်ဆိုရင် ကလေးဆောင်ဆိုတာဘာများအပန်းကြီးတာမှတ်လို့ဒါရင်ပဲဟုံးမလဲကျမကကလေးချစ်ပြီးကလေးတွေနဲ့တစ်ချိန်လုံးအတူကစားလာတဲ့လူပဲကလေးဆောင်မှာတာဝန်ကျတယ်ဆိုတာကျမအတွက်ဘာမှခက်မှာမဟုတ်ပါဘူးဒီလိုနဲ့အေးအေးဆေးဆေးပြေးသွားမှာပါ တန်းန်းစင်းဖို့လိုအပ်တဲ့အဆင့်တစ်ဆင့်ကို အလွယ်တကူကြော်ဖြတ်သွားတာလေးပဲနေမှာပါအဲ့ဒါလို့ねကျမလည်းကလေးလူနာဆောင်ကိုရောက်ရောမောင်ချစ်ကိုဆိုတဲ့ကလေးနဲ့စုံရတော့တာပါပဲမောင်ချစ်ကိုဟာအင်မတန်တွက်လက်တက်ကြွတဲ့ရှစ်နှစ်သားလေးဖြစ်ပြီးအားကစားမှလည်းအလွန်ထူးကျွန်ခဲ့တဲ့ကလေးလို့သိရပါတယ်ဒါပေမဲ့သူကလေးဟာမိဘရဲ့စကားကိုနားမထောင်ပဲအိမ်သားကစောက်လို့ရေးလုပ်ငန်းကိုသွားကြည့်ခဲ့တယ်လို့ဆိုပါတယ်သွားကြည့်ရုံနဲ့မကဘူးသူက အဲ့ဒီကလေကားတစင်းပေါ်တက်ရင်ကနေလိမ့်ကြလိုက်တာလက်ကျိုးသွားပါရောလားကျိုးတဲ့လက်ကိုကြောက်ပတ်ဒီစီးတာတိတ်ကျက်သွားရကနေယောဂပိုးလဲဝင် တွေးကလည်းမလျှောက်တော့တဲ့အတွက်လက်ကအသားစာတချူးတွေလည်းပြက်စီးကုန်ပါတော့တယ်အခြေအနေကတိတ်ဆိုးလာတဲ့အတွက်သူ့လက်ကိုဖြတ်တောက်လိုက်ရတဲ့ကလေးပါခွဲစိတ်ကူးတာပြီးတဲ့နောက်မှာ သူ့ကိုစောင့်ရှောက်ရတဲ့သူနာပြုတ်အဖြစ်ကျမကိုတာဝန်ချပါတယ်ပထမ၄-၅ရက်ကတော့ဖြိုးကနေဖြက်ကနေကုန်သွားတယ် ကျမကိုကျမအရှင်လန်းဆုံးမဖြစ်ဖြစ်အောင်လုပ်ပြီးမောင်ချစ်ကိုလေးကိုအသက်နိုင်ဆုံးဂရုစိုက်စောက်ရှောက်ပေးခဲ့ပါတယ်။မိဘတွေကလည်းသူ့အနားမှာတစ်ချိန်လုံးရှိနေကြပါတယ်။ဒီလိုနဲ့နာကျင်မှုကိုတတ်တာစေတဲ့ဆေးတွေပေးဖို့တစ်နှစ်ထက်တစ်နှစ်မလိုတော့လေလေမောင်ချစ်ကိုလေးရဲ့ပတ်ဝန်းကျင်ကိုသတိထားမိမှုကလည်းတိုးလာလေလေသူ့ဇာကလေးတွေကလည်းပြလာလေလေပါပဲ။တစ်ရက်မှာ သူ့ကိုရေဘက်တိုက်ပေးဖို့ပစ္စည်းပစ္စယတွေယူပြီးဝင်သွားတဲ့အခါ သူကကျမကိုကြည့်ပြီးအတော့ကိုနှိုးကြားတက်ကြွနေပါတယ်။ဒါနဲ့ကျမလည်းသူ့ကိုရေဘက်ဝက်လေးပေးလိုက်ပြီးကို့ဘာသာရေဘက်တိုက်ကြည့်ခိုင်းလိုက်တယ်။သူက သူ့မျက်နှာနဲ့လေပင်ကိုရေဘက်ဝက်နဲ့ပွက်လိုက်ပါတယ်။ဒါပါပဲ။အဲ့ဒါနဲ့ကျမလည်းဒီအတိုင်းပဲထားလိုက်ပါတယ်။နောက်တရက်ကျတော့တကူလုံးကိုကို့ဘာသာရေဘက်တိုက်ရမယ်လို့ကျမကသူ့ကိုပြောလိုက်ပါတယ်။မောင်ချစ်ကမဖြစ်နိုင်ဘူးလို့ညင်းတယ်။ကျမကလည်းမရဘူး။ကို့ဘာသာလုံးလို့ပြောတယ်။ ကျမကပြောလို့မကပြောတာနဲ့မောင်ချစ်ကိုလည်းသူ့ဘာသာသူရေဘက်တိုက်ပါတော့တယ်။ဒါပေမဲ့တဝက်လောက်လဲကြာရောသူကအဲ့ရပေါ်ပြက်လဲချပြီးမောပြီလို့ဆိုပါတယ်။မောင်လေးကစေယုံကနေမကြခင်ဆင်းရတော့မှလေမောင်လေးရဲ့စေယုံကဆင်းရင်မောင်လေးပါတာမောင်လေးအဆဆအရာရာလှုပ်သက်ကင်တတ်အောင်အခုကလေးကလေ့ကျင့်ထားမှာပေါ့ကွယ်လို့ကျမသူ့ကိုပြောမိသွားတယ်။လက်တစ်ပတ်ထင်းနဲ့ဘယ်လိုလုပ်ပြီးကျွန်တော်ပါတာကျွန်တော်လှုပ်လို့ရမှာလဲပြလို့သူကစူပုတ်နေတဲ့မျက်နှာနဲ့ ကျမကိုပြန်ပြောတယ်။ကျမလည်းကျမမျက်နှာကိုအကြည်လင်ဆုံးအရှင်ပြဆုံးထားပြီးသူ့ကိုပြန်ပြောမိပါတယ်။လုံနိုင်ပါတယ်မောင်ချစ်ကိုရဲ့။မောင်လေးမှာညာဘက်လက်တစ်ဖက်လုံးအကောင်းကြီးကြံနေတာကိုကွယ်။သူကကျမကိုမျက်နှာလွှဲလိုက်ပြီးပွားစီပွားစီပြန်ပြောပါတယ်။ကျွန်တော်ကဘယ်တန်ဥစ္စာကိုဆရာမကတီလဲမတီပဲနဲ့ရှောက်ပြောနေတယ်။ကျမလည်းရုတ်ချီနှုတ်ဆွန့်အပ်သွားပါတယ်။စိတ်ထဲမှာလည်းကျမကိုကျမအတော်စိတ်ပြတ်သွားမိတယ်။ကျမက ဒီကလေးအပေါ်မှာစိတ်ကောင်းမမွေးမိသူလို့ဖြစ်နေတယ်။အပေါ်ရန်ဟန်ဆောင်ပြီးကို့အလုပ်ကိုပဲမဲလုံနေတဲ့လူလို့ဖြစ်နေတယ်။သူကညာတမ်းမှလို့ကျမဘယ်လိုလုပ်ပြီးအပိုင်တွက်လို့ရမှာလဲလဲ။ဒါဆိုရင်ကျမရောသူပါတိရစရာတွေအများကြီးကြံနေသေးပါလားလို့ကျမတွေးလိုက်မိရပါတော့တယ်။နောက်တရက်မနက်လင်းလို့မောင်ချစ်ကိုစီသွားတဲ့အခါမှာတော့ခါတိုင်းထက်တောင်ပို့လို့ပြုံးရွှင်ပြီး ဝင်သွားလိုက်ပါတယ်။ကျမလက်ထဲမှာလည်း တရေခွင်းတကွင်းပါသွားတယ်။မောင်ချစ်ကကကျမကိုမတင်ကားသလိုကြည့်တယ်။ကျမလည်းတရေခွင်းကိုကျမလက်ကောက်ဝတ်မှာဆွတ်လိုက်ပြီးတော့သူ့ကိုပြောလိုက်ပါတယ်။မောင်လေးကပယ်တန်းမမကညာတန်းနော်။အခုမမရဲ့ညာဘက်လက်ကိုကြောဘက်မှာပြစ်ထားလိုက်မယ်။ပြီးရင်အဲ့ဒီလက်ကိုသုံးလို့မရအောင်တရေခွင်းနဲ့ကြောဘက်ကအင်ကြီးကျယ်ကြီးမှာတွဲချီထားလိုက်မယ်။ဟုတ်ပြီလား။အဲမောင်လေးကိုတခုခုလှုပ်ခိုင်းတဲ့အခါတိုင်းမှာမမကမမရဲ့ဘယ်ဘက်လက်နဲ့အရင်လှုပ်ပြမယ်။ မမကအရင်ဆုံးကတခါမှဘယ်လက်နဲ့ဘာကိုမှလုံမကြည့်ခဲ့ရဘူးနော်အဲ့ဒါကိုတော့မောင်လေးယုံကဲအခုဘာကိုအရင်ဆုံးလုံကြည့်ကြရင်ကောင်းမလဲကျွန်တော်အခုမှအဲ့ရကနိုးတာဗျအဲ့တော့သွားတိုက်ရမှာပေါ့သွားတိုက်စေထက်ပြီလို့မောင်ချစ်ကကပြန်ပြောပါတယ်ဒါနဲ့ကျမလည်းဘယ်ဘက်လက်တစ်ဖက်ထဲနဲ့သွားတိုက်စေဘူးရဲ့ဝက်ဝီအဖုံးကိုအောင်အမြင်မြင်ဖွင့်နိုင်သွားပါတယ်ပြီးတော့မောင်ချစ်ကရဲ့သွားပွတ်တန်လေးကိုအဲ့ရဘေးကဇပွဲပေါ်မှာတင်လိုက်တယ်သွားတိုက်စေကို တောပုတ်တန်ထိတ်ကဝက်မြင်ဘီလေးတွေပေါ်မှာဘယ်လက်နဲ့ထဲဖို့လုပ်တဲ့အခါကျမလွယ်တော့ဘူးတောပုတ်တန်ကရွှေ့သွားလို့သွားတောတိုက်ဆေးတွေဖိတ်လို့ဖိတ်နေကမောက်ကမတွေဖြစ်ကုန်မှာရောလားကျွန်မလည်းမရအရစူးစားပြီးလုပ်ပါတယ်10မိနစ်နေပါ အချိန်ကုန်ခံတောတိုက်ဆေးတွေလည်းစပွဲပေါ်မှာအတော်ဖိတ်ကုန်တော့မှတောပုတ်တန်ပေါ်မှာတောတိုက်ဆေးကပုံမှန်အတိုင်းရောက်သွားပါတော့တယ်ကျွန်တော်ဒါဆိုရင်အဲ့လောက်အကြကြီးလုပ်နေရမှာမဟုတ်ဘူးအမရဲ့လို့ အောင်ချစ်ကိုကပြောပါတယ်။ဒါနဲ့ကျမလည်းသူ့ဘာသာလောက်ခိုင်းကြည့်တော့ဟုတ်ပါတယ်။သူကကျမတဲ့မြန်မြန်တွတ်တွတ်လုံနိုင်သွားတာကိုတွေ့ရတယ်။သူ့မျက်နှာမှာလည်းဝင်ကြွားတဲ့အပြုံလေးနဲ့ကျမကလည်းကျဉ်တ်တဲ့အပြုံစနဲ့ဒီလိုနဲ့နောက်ထပ်နှစ်ပတ်သာကုံသွားပြန်ပါတယ်။ဒီနှစ်ပတ်အတွင်းမှာတော့မောင်ချစ်ကိုနဲ့ကျမဟာသူကညာလက်တစ်ဖက်ထဲနဲ့ကျမကဘယ်လက်တစ်ဖက်ထဲနဲ့တနေ့လာလှုပ်เสียရရှိတဲ့မြအရာအလုံးကိုစိတ်ပါလက်ပါလှုပ်ကြပါတယ်။ တယောက်နဲ့တယောက်အပြိုင်ဆိုင်လုပ်ကြပါတယ်သူ့အင်ဂျီကျယ်ရီးတွေကိုတက်တယ်သူ့ပေါင်မုံကိုထောက်ပတ်တုပ်တယ်သူ့ချင်းင်းကကျိုးစာတွေကိုရအောင်ချီယူကြတယ်ကျမနဲ့မောင်ချစ်ကိုနဲ့အသက်ချင်းကွာလာပြီမဲ့ကျမတို့နှစ်ယောက်ဟာရွယ်တူချင်းတွေလိုပဲလက်တစ်ဖက်ထဲနဲ့လှုပ်ရှားရှိတာကို မရအရလှုပ်တန်းကစားပွဲမှာလက်ရည်တူကစားပြနေကြပါတယ်ကျမရဲ့ကလေးလူနာဆောင်တာဝန်ပြေဆုံးခံနေကိုရောက်လာတဲ့အချိန်မှာတော့မောင်ချစ်ကိုဟာလည်း ဆေးရုံကဆင်းလို့ရလောက်တဲ့အနေထားကိုရောက်လာပါပြီ။လောကကြီးကိုရင်ဆိုင်ဖို့အတွက်လဲသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ဖြစ်နေပါပြီ။သူဆေးရုံကဆင်းတဲ့နေ့မှာတော့ကျမတို့နှစ်ယောက်တယောက်ကိုတယောက်ဖက်ပြီးငုံမိကြပါတယ်။တန်ရောစင်ဆိုတာအဲ့ဒါလိုပါပဲလေ။အခုဆိုရင်မောင်ချစ်ကိုနဲ့送ခဲ့ဖူးတဲ့အချိန်ကစတင်ရေတွက်ရင်နှစ်ပေါင်း30တောင်ကြာခဲ့ပါပြီကော။ကျမရဲ့ဘဝမှာလဲအနေအမြင်အသက်ကြပေါင်းစုံနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ ဘာအခက်ခဲပဲကြုံလာကြုံလာကျမဟာမောင်ချစ်ကိုလေးကို ပြန်တရိယာမိပါတယ်လက်တစ်ဖက်ထဲရှိတဲ့မောင်ချစ်ကိုလေးတော်အရာရာကိုမဖြစ်ဖြစ်အောင် ဖြည့်ရှင်းနိုင်နေတာကျမမှာလက်တစ်ဖက်စလုံးအကောင်းပကတိရှိနေသေးတာပဲဘာအခက်ခဲကိုပဲဖြစ်ဖြစ်ရှင်းဆိုင်နိုင်တယ်၊ကင်တွင်နိုင်တယ်၊ဖြည့်ရှင်းနိုင်တယ်လို့တွေးမိနေပါတယ်တခါတလေဆိုရင်ကျမရဲ့ညာဘက်လက်ကို နောက်ပြေးပြီးကပတ်ကြားထဲမှာလက်မကိုညှက်ထားလို့ဘယ်ဘက်လက်တစ်ဖက်ထဲနဲ့ လှုပ်เสียကင်เสียတွေကိုစူးစမ်းလှုပ်ကြည့်မိရတာလဲဒီနှစ်ပေါင်း30အတွင်းမှာမကြခဏဆိုသလိုပါပဲပြီးတော့ကျမစိတ်ဆင်းရဲတဲ့အခါကျမကိုကျမကန်ဆိုးတယ်လို့ထင်မိတဲ့အခါပါမဟုတ်တာလေးတွေနဲ့စိတ်ပင်ပန်းတဲ့အခါတွေမှာကျမဟာရေချိုးကန်းလေးကိုတွားပြီးဘယ်လက်တစ်ဖက်ထဲနဲ့တွားတိုက်ဖို့စူးစမ်းမိလိုက်တာပါပဲလူ့ဘဝမှာလူတိုင်းလူတိုင်းဟာအတွေ့အကြုံအမျိုးမျိုးကိုနေ့စဉ်တွေ့ကြုံရင်ဆိုင်နေရတာပါပဲအဲ့ဒီအတွေ့အကြုံတွေက တခုခုဟာကို့အတွက်တက်တက်တာမှတ်ဆရာဖြစ်သွားအောင်ယူလိုက်မယ်ဆိုရင်လည်းရတယ်ဆိုတာကို သူ့စာလေးကပြဆိုနေတယ်လို့ခံစားရပါတယ်။ဘယ်ရန်တယောက်အတွက်ဘယ်လက်မရှိတော့ခြင်းညာရန်တယောက်အတွက်ညာလက်ကိုသုံးခွင့်မရခြင်းတို့ဟာအင်မတန်ကိုစိတ်ဆင်းရဲစရာကောင်းမယ်ဆိုတာကိုချင်းစာနိုင်ကြမယ်ထင်ပါတယ်။ကိုချင်းမစာနိုင်ဘူးဆိုရင်လည်းဒီဇယ်လန်တွေကတူနာပြုတ်လို့တလို့ကိုတန်နဲ့လက်တစ်ဖက်ကိုခဏကျိုးနဲ့တုတ်ထားပြီးမတန်နဲ့လက်တစ်ဖက်နဲ့လှုပ်ကြည့်လိုက်ရုံပါပဲ။ အဲ့ဒီအခါမှာတော့ဘယ်လောက်ခက်ခဲတယ်ဘယ်လောက်ပင်ပန်းဆင်းရဲတယ်ဆိုတာကိုသတိထားမိလာနိုင်ပါတယ်။ဒါပေမဲ့လုပ်ရင်မဖြစ်ဘူးလားဆိုတော့ဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါလိမ့်မယ်။ပြီးတော့မဖြစ်မနေလုပ်ရင်းလုပ်ရင်းကနေပင်ပန်းဆင်းရဲတာခက်ခဲတာကိုလည်းကြော်လွားလွန်မြောက်သွားနိုင်အောင်ပါပဲ။တစ်ချိန်မှာတော့အဆအဆအဆင်ပြေသွားမှလည်းအသေးကြပါ။ဒီအတွေ့အကြုံလေးကိုပြန်ရေးပြတဲ့သူနာပြုဆီယမ်မာကတော့ဒီအဖြစ်အပျက်ကိုဘဝကြီးတစ်ခုလုံးစာအတွက် ဖြန့်ကျက်ယူလိုက်ပါတယ်။လောကဓာတ်ဆိုတာလူတိုင်းရင်ဆိုင်ကြုံတွေ့နေရတာပါ။အနှဲ့အမြင့်အသက်ကြွတွေနဲ့ရင်ဆိုင်ရတဲ့အခါအားငယ်ကျင်တာအရှုံးမေးကျင်တာကိုယ့်ကိုယ်ကိုတနာလာမိတတ်တာငိုကျင်တာတွေလည်းမလွဲမသွေခံစားရလိုကြီးပါပဲ။ဒီအခါတွေကြရင်ငါ့မှာလက်နှစ်ဖက်စလုံးအကောင်းပကတိရှိနေရတာပဲ။လက်တစ်ဖက်တည်းရှိတဲ့မောင်ချစ်ကိုလေးတောင်မှဆိုတဲ့အတွေ့ကိုသူတွေ့တွေ့နေခဲ့တာကိုလည်းပြန်ရေးပြသွားပါတယ်။ကျွန်တော်ကတော့ သူ့နေလဲကိုယူရင်ကောင်းမလားစဉ်းစားမိတယ်စိတ်ပင်ပန်းတဲ့အခါတွေမှာရေရွက်ခန်းနဲ့အပြေးသွားပြီးဘယ်လက်တစ်ဖက်ထဲနဲ့သွားတိုက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်